မင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ကဘာတမိုင်းကိုပြောင်းလဲစေတဲ့လူပုဂ္ဂိုလ်တယောက်အကြောင်းပေါ့လေဟိုနာမည်အရှိမမဟာမဟာတက်ပြီးတော့မှပြောလို့အထိုက်တန်ဆုံးဘုံသူဆိုလို့မဟာအလက်ဇန္ဒားပဲရှိတော့အလက်ဇန္ဒား the great ပေါ့နော်တကယ်ကိုသူကအသက်ငယ်ငယ်ရွယ်ရွယ်ပဲ33နှစ်နဲ့ပဲဆုံးသွားတာဒါနောက်ထပ်သာသူ 15နဲ့အနည်း20လောက်နေလို့ရှင်နေခဲ့ရလို့ရှင်ကဘာကြီးဘယ်လိုဆက်ဖြစ်မလဲဆိုတော့ပြောမပြောတတ်ဘူးเนาะအဲ့လောက်ထိအဲသူရဆွမ်းဆောင်မှုကတော်တော်ကြီးတယ်။ညာဘောအဖြစ်မဟာလဇန်းနာလို့ပြောလိုက်လို့ရှင်ကျွန်တော်တို့ကဒီသူရစည်ရေးအောင်မြင်မှုပေါ့လေဒါဒါတွေကိုပဲကျွန်တော်တို့ကသိတာပေါ့။သူကအင်ပန်ကြီးမားချဲ့ပြန်နိုင် empire ကြီးကြီးကိုတည်ထောင်ချိန်တိုလေးအတွင်းမှာတည်ထောင်သွားနိုင်တဲ့လူတယောက်ဆိုရဲဟာဘက်ကိုပဲဇောင်းပေးတာပေါ့။တကယ်တကယ်တမ်းသူက ကဘာကြီးကိုအာကဘာကြီးကဘာကြီးအတွက်ကိုထည့်ဝင်သွားတဲ့ကိစ္စတွေကသူစစ်ချီစစ်တက်ပြီးတော့မှဒီ empire ကြီးအကြီးကြီးကိုတင်ပိုက်လိုက်တင်ပိုက်ပြီးတော့မှသွားတယ်ဆိုပေမဲ့သူဒီအာသူအဲတခြားဒီတခြားတိုင်းပြည်တွေရဲ့သူတင်ပိုက်လိုက်တဲ့တခြားတိုင်းပြည်တွေရဲ့ယဉ်ကျေးမှုတွေပါတယ်လေသူကမဖြတ်စီဘူးအဲအဲ့လိုပေါ့နော်သူသူကဂရိယဉ်ကျေးမှုကိုလည်းပြန့်နှံ့သွားစေတဲ့အပြင် အဲ့အဲ့ထဲမှာမှရှိတ်တိုင်းရဲ့ယဉ်ကျေးမှုကောင်းရကောင်းတို့ယဉ်ကျေးမှုတွေလည်းသူကဒီဘက်ထဲနဲ့ပြန်ပေါင်းပြီးတော့မှသွားသွားခဲ့တာပေါ့အဲ့လိုမျိုးလုပ်ခဲ့တဲ့လူတယောက်ပေါ့နော်ပြီးတော့သူ့ရဲ့အဲတကယ်ကိုသွားခဲ့တဲ့လမ်းတောက်လျှောက်မှာအိန္ဒိယဘာညာတောက်လျှောက်ကိုသူလိုက်သိမ်းသွားတဲ့ဟာတွေထဲမှာသူအကုန်လုံးအဲလောကဒပညာရှင်တွေဂရီဂရီမှာရှိတဲ့လောကဒပညာရှင်တွေသူကသူစစ်ချီရလမ်းကြောင်းတောက်လျှောက်ခေါ်တာခေါ်သွားပြီးတာနဲ့ တွေ့တဲ့ဟာတွေပေါ့နော်တွေ့တွေ့တဲ့အသက်အဆန်းတွေရုပ်ဝတ္ထုပစ္စည်းအသက်အဆန်းတွေအပင်တွေတရိစ္ဆာန်ဒါမျိုးရှိသမျှဟာအကုန်လုံးကိုမှတ်သားပြီးတော့မှတခါတည်းသူ့နန်းတော်ပြန်ဖို့သူ့နန်းတော်မှာဘယ်သူရှိလဲဆိုတော့သူ့ရဲ့ဆရာရစ်စတိုတယ်ရှိတယ်ရစ်စတိုတယ်ကိုတောင်းလျှောက်သူသွားခဲ့တဲ့ဟာတွေမှာအကုန်လုံးတွေ့ရှိရတဲ့အသက်အဆန်းတွေမှန်သမျှကိုရစ်စတိုတယ်စီပြန်ဖို့ရဒီအတွက်ကြောင့်မလို့ရစ်စတိုတယ်ရဲ့ဟလာဒီ restorant လဲဓာရီကိုသေချာကြည့်ပြီးတော့မှဟို သေးစားစားစားစောင်းစားတဲ့ပြုစုရေးသားပြီးတော့မှလောက်သွားတာပေါ့နော်။ဒိန်ထဲဝင်မှုကလူတွေကတိတ်မပြောကြဘူး။နောက်ထပ်အလဇနာရဲ့အာပုံကိုရေးပေါ့လေပုံကိုရေးလေးရလဲတချို့ရှိတာပေါ့။ तू तू စောစောစီးစီးအတငငယ်ရွယ်ရွယ်နဲ့ဆုံးပါသွားတာတောင်မှဒီကိစ္စဒီဒီဒီဟာနဲ့သက်ဆိုင်တယ်လို့အဲတချို့တလေပညာရှင်တွေကပြောကြတာပေါ့။အလားတော့ဘာလဲဆိုတော့ तू ငယ်ကလေးကဒီ ကျောင်းတက်တဲ့အခါမှာသူနဲ့အတူငယ်တငယ်ချင်းတယောက်ရှိတယ် efficient ဆိုတဲ့တငယ်ချင်းတယောက်ရှိတယ်ပေါ့အဲ့တငယ်ချင်းနဲ့ကသူနဲ့ကအာတငယ်ချင်းဆိုလဲဟုတ်တယ်ချစ်သူဆိုလဲဟုတ်တယ်လို့ပြောလို့ရတယ်သူတို့ယောက်ျားချင်းကြိုက်ကြတယ်ဆိုတော့ဟုတ်နော်ဆိုတော့တွားတဲ့အခါမှာလဲ efficient ကိုသူကတောက်လျှောက်ခေါ်သွားတယ်အဲခေါ်သွားပြီးတော့မှသူသူတကယ်ကို grid ကိုပြန်မာတော့မယ်နှစ်ပေါင်းကလည်းတော်တော်ကြာသွားပြီပေါ့ဒီအဲ့တွဲဆောင်ပြန်တော့မယ်ဆိုတဲ့အချိန်မှာသူ အဲတေလောက်တဲ့ဒဏ်ရာတခုတော့ရတယ်သူများဆိုင်တော့ဗောလေအဆုတ်ကိုများဆိုင်သွားတဲ့ကိစ္စဒါကလည်းသူ recover ပြန်ဖြစ်ပြီးတော့မှနန်းတော့ပြန်အေးပြန်ရောက်တော့ဗောပြန်ရောက်ပြီးတော့မှသူကတခြားဒီဘက်အဲတခြားဘက်တွေကိုမြေတန်းပင်လယ်ဘက်ချမ်းနေပါတွေကိုလိုက်ပြီးတော့မှဟိုထပ်ပြီးတော့မှတိုက်ဖို့တွေပါစီဇန်နေသေးတယ်အဲ့အချိန်မှာသူ့ရဲ့အဲတငယ်ချင်း efficient ကအဖျားယောဂာနဲ့ကွယ်လွန်သွားတာကွယ်လွန်သွားတဲ့အချိန်မှာတခါတည်းအဲ ူကတော်တော်ကိုဝန်းနေပြီးတော့မှအဲ့လို तू သူ့ကို तू ကလည်း heavy heavy ရှင်မရှိဘူးဆိုလို့ရှိရင် तू ဒီအဲရက်တီလုံးမရဘူးမရနိုင်တော့ဘူးလို့သူ့ကို तू လဲထင်တာပေါ့လေအဲ့လိုစိတ်နည်းနည်းစိတ်စိတ်တက်လဲကြာသွားတော့အဲ့လိုဖြစ်ပြီးတော့မှ तू ကို तू ကိုယ်တိုင်လဲအဖျော်ရောက်ကဆွဲကပ်ပြီးတော့မှဆုံးပါသွားတော့နော်အကယ်၍သာအာအလက်ဇန်းဒါသာအဲ့ဒီအရွယ်မှာမဆုံးပါဘဲနဲ့ဟာ အဲ့တန်း90 60လောက်ထိမှနေရတယ်ဆိုလို့ရှိရင်ကဘာကြီးတကဘာလုံးကအဲသူ့အောက်မှာတကကဘာကြီးတစ်ခုလုံးစုစည်းပေးနိုင်ခဲ့တဲ့ခေါင်းဆောင်လို့တော့ပြောလို့ရရင်ရတော့မှာပေါ့အခုတကယ်အကြီးမားဆုံးသော empire ကြီးကိုတည်ထောင်ခဲ့တယ်ဆိုရင်မတကဘာလုံးတော့မဟုတ်သေးဘူးပေါ့သူသာဆက်ရှိပြီးတော့မှနောက်ထပ်59နဲ့20ဆိုလို့ရှိရင်ကျွန်တော်တို့ရှိသမျှအဲကဘာလောကကြီးတစ်ခုလုံးဟာအလက်ဇန်းဒါ မသိမ့်ဘူးတဲ့နေရာအလက်ဇန္ဒားလက်အောက်ကိုမကြဘူးတဲ့နေရာမရှိဘူးဆိုတာမျိုးလည်းဖြစ်သွားနိုင်တယ်ပေါ့နော်ဖြစ်သွားနိုင်မှာတော့တစ်ကဘာလုံးအဲ့ဒီအချိန်မှာဟိုကဟိုပထမအဦးဆုံး globalization လို့တော့ပြောလို့ရတော့သူကရှိသမျှတိုင်းပြည်အကုန်လုံးသွားပြီးတော့မှကောင်းလို့ရရတဲ့အကုန်လုံးပြန်ပေါင်းထည့်တယ်ဂရိယင်ချင်းမှုကိုလည်းပြန်ပွားစေတယ်အဲ့ဒီအရှိတိုင်းအရင်ချင်းမှုတွေကိုတွေ့တဲ့ခါကျတော့လည်းအာဒါကောင်းတဲ့ဟာတွေအကုန်လုံးပေါင်းထည့်ပြီးတော့မှသွားခဲ့တာပေါ့နော်ဒီအတွက်ကြောင့်မလို့ကအာတကယ်ကိုနောက်ထပ်တာအသက် ထက်ရှိမှာဆိုလို့ရှိရင်ရိုးရိုးမဟာတော့မဟုတ်တော့ဘူးပေါ့မဟာမဟာအလက်ဇန်ဒါအထီးကိုဖြစ်သွားနိုင်တဲ့အနေအထားကဘာကြီးကလည်းဘလောက်အထိအပြောင်းလဲသွားမလဲဆိုတော့လည်းကျွန်တော်တို့ကတော်တော်စဉ်းစားကြည့်လို့တော့မရနိုင်ဘူးနော်သူသားတကယ်တကယ်တက်ထပ်ထပ်ပြီးတော့မှအသက်သက်ထန်ရှာရှိပြီးတော့မှလုံနိုင်လုံနိုင်ခဲ့အောင်မယ်ဆိုလို့ရှိရင်ကဘာကြီးကဘလောက်ပြောင်းလဲသွားမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ အစဉ်းစားကြည့်လို့တော့မရနိုင်တဲ့အနေအထားမျိုးလေးတော့ရှိတယ်ဆိုတာလေးကိုကျွန်တော်ပြောပြလိုပါတယ်ကျေးဇူးတင်ပါတယ်